စည်ရင်သားနှင့်ချမ်းသာသူတို့၏ဖျားပွဲတန်ထာနဲ့နန္ဒာကတော့ဈေးဝင်ဖို့ဆိုပြီးတော့မှဈေးဆိုင်ကိုလာခဲ့တယ်။အဲ့ဒီမှာတန်တာကဝမ်းဆက်တဆောင်ကိုအရှမ်းသဘောကျခဲ့တယ်။ငါတော့ဒီကောင်ဝင်အရန်တိုက်တယ်ဒါပဲယူမှာ။ဒါပေမဲ့လည်းတန်တာရဲ့ဈေးနှုန်းကိုကြည့်ရင်တအားစီးကြီးတယ်။အဲ့တော့ဘာဖြစ်လဲ။တထေးသမီးပဲလေ။ဟာဒါပေမဲ့လည်းနင်သိတဲ့အတိုင်းပဲဘေဘေကဘလောက်ထိခက်ခဲခဲနဲ့ပတ်စံရှာရလဲဆိုတာ ဟာနင်ကလည်းဗဇက်ပိတ်စမ်းမအကိုကြီးဒါလေးထည့်ပေးနော်နင်ကဘာယူမှလဲနန်းတားကြီးမမကြီးညီမကတော့ဒီဝမ်းဆက်လေးပဲကြိုက်တယ်ဟာဒါကတထောင်ပဲရှိတာနင်ကလည်းတကယ်ပဲနော်တော်တော်ကက်စီးကုတ်တာပဲအကိုကြီးဒါလေးမှထုတ်ပေးလိုက်လာလာငါတို့အမြန်လေးရုပ်ရှင်ကြည့်ဖို့သွားရအောင်မေမဟုတ်ရင်ရုပ်ရှင်ပြီးသွားအောင်မေဟုတ်တယ်မမြန်သွားမေမိုးမချုပ်ခင်အိမ်ရောက်ရမှာနော်အမေကိုမိဖို့ကြောင်မှလည်းအလုတ်ကူညီပေးရအောင်မေ အမလီနေကလေးနော်ဘဝကိုကောင်းကောင်းမရှင်တက်ဘူးပဲအပြင်ထွက်လာတာပဲပျော်ရွှင်နေစမ်းမှာလွတ်လပ်နေလေဒီမှာလည်းမိဖို့ကြောင့်ကြောင့်ပဲစဉ်းစားနေရပေါ့ဥပရဲ့သမီးနှစ်ယောက်ရှိခဲ့ပါတယ်ဥပကအရန်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်တယ်သူမှသမီးနှစ်ယောက်ရှိတယ်အကြီးတယောက်ရဲ့နာမည်ကတန်တာဖြစ်ပြီးတော့အငယ်မရဲ့နာမည်ကနန္တာဖြစ်ပါတယ်သူတို့နှစ်ယောက်ကညီမအရင်းနေပါပဲဒါပေမဲ့လေသူတို့ရဲ့အမူအရာအချင်းတွေကတော့မိုးနေမီနဲ့ကွာခြားခဲ့ပါတယ် နန္ဒာကတော့ပြန်ရိုးသားပြီးတော့မှကြိုစားရတဲ့သူဖြစ်တယ်။တစ်ဖက်မှာရှိတဲ့တန်တာကမာနကြီးတယ်။သူအတွက်ပတ်စံကပဲအရေးကြီးဆုံးဖြစ်တယ်။နန္ဒာကတော့ဖျားပေါ်မှာအရင်ယုံကြည်မှုရှိခဲ့တယ်။သူကမနဲ့စောစီထားပြီးတော့မှ မေရိုကိုရှိကိုတယ်။ပြီးတော့ဥပုပ်တေလည်းအများကြီးစောင်းတယ်။ဥပါကတော့သူတမီနှစ်ယောက်လုံးကိုအရန်ကိုချစ်ခင်ပါတယ်။ဒါမဲ့သူတို့လင်မယားနှစ်ယောက်ကတော့အတွေ့ကရှင်းအောင်ထုံးစံအတိုင်းပါပဲ။အနေမှာပညာဆက်တင်ဖို့အတွက်မလိုဘူး။ အဲ့ဒါပဲပြောနေရပဲအမေစနစ်တန်းတော့မနေအောင်ခဲ့တာဒါပေမဲ့လည်းအမေပညာဆက်တင်တာကကောင်းတဲ့အရာတစ်ခုလေအဲ့ဒါတော့ဟုတ်တယ်ဒါပေမဲ့နီရိုနီယောက်ကမိင်္ဂလာဆောင်ရမယ့်အသက်အရွယ်တွေရောက်လာပြီလေဒါမှဆိုရင် လူတွေကဆယ်တန်းအထိတောင်မှမနေတနေထားခဲ့တာဒါတော့ငါတို့ကနီရိုကိုစနစ်တန်းအထိထားပေးခဲ့တာနော်ပြောတာမှန်းနေစာရီတင်ကြားပြီးတော့မှလည်းဘာပညာတက်ကြီးဖြစ်တော့မှမလို့တော့ငါရဲ့အတွေးကတော့ချမ်းသာတဲ့ကောင်လေးနဲ့မိင်္ဂလာဆောင်လိုက်အဲ့ဒါဆိုကိုဘွားအေးဆေးပဲသမီးကြီးပြောတာမှန်းနေ တမီးလေးတို့ရေတမီးတို့ကို အရန်ကိုချစ်တယ်အဖေကအခုတမီးတို့ကဒီအရွယ်ရောက်ပြီဆိုတော့တမီးတို့ကိုအိမ်အောင်ချပေးဖို့အတွက်ဆုံးဖြတ်ချက်ချထားတယ်။အနီးနားကရွာတူရွာမှာအဖေရဲ့တငယ်ချင်းတစ်ယောက်ရှိတယ်။သူ့မှာသားနှစ်ယောက်ရှိတယ်။အဖေဖြစ်စေချင်တာကအဖေရဲ့တမီးနှစ်ယောက်လုံးကအတူတူပဲတအိမ်ထဲမှာပဲနေစေချင်တာ။အဲဒါကြောင့်တမီးတို့နှစ်ယောက်ကိုအဲ့ညီကိုတစ်ယောက်နဲ့လက်ထပ်ပေးစေချင်တာပါ။ဒါမှမဟုတ်အဖေရဲ့တမီးကအခုအိမ်တော်မပြုတ်ကျင်သေးဘူး။ နင့်အနေငယ်ကြမှာပဲလှုပ်ပေးလိုက်လေဒါကိုကြားပြီးတထေးကြီးကအယံတော်သားထွက်သွားခဲ့ပါတယ်ဒါနဲ့သမီးကဘာလို့အိမ်တော်မပြုတ်ကျင်သေးတာလဲဒါရိအကုံလုံးကငါနေတို့ကိုအလိုလိုက်ခဲ့လို့ဒီလိုတွေပြောနေရတာဟုတ်ပြီဒါဆိုလို့ရှိရင်နင်ပြောတဲ့အတွက်ငါငါးလားတော့စောင့်ပေးမယ်ငါးလားအတွင်းမှာအိမ်တော်ပြုတ်ဖို့အတွက်စဉ်းစားလိုက်မဟုတ်လို့ရှိရင်ငါးလားနဲ့နောက်တစ်ရက်ရောက်တဲ့အခါမှာဘေကောင်လေးပဲတွေ့တွေ့အဲ့ဒီကောင်လေးနဲ့စချင်းပေးစားလိုက်မှာနင်ကြိုက်ကြိုက်မကြိုက်ကြိုက် ရဲ့အနေငယ်ချာမှာတတိကြီးကသူသမီးကြီးကိုကကောင်းမွန်နဲ့မင်္ဂလာဆောင်ပေးလိုက်တယ်။တန်တာကိုသူ့ယောက်ျားအိမ်မှာကကောင်းမွန်ပဲကြိုဆိုခဲ့တယ်။တပတ်မှာတတိကြီးကနန္တာနဲ့စကားပြောဆိုတာကိုပိတ်လိုက်ခဲ့ပါတယ်။သူကငါးလာပြည့်ဖို့အတွက်ပဲဆောင်ဆိုင်နေခဲ့တယ်။ငါးလာပြည့်ရဲ့ခါမပဲတတိကြီးကနန္တာကိုခေါ်ပြီးတော့ပြောတယ်။ဒီနေ့တော့နေ့ရက်ငါးလာပြည့်သွားခဲ့ပြီ။အဲ့တော့မနက်ပြန်မနက်မှာဘယ်ကောင်လေးပဲတွေ့တွေ့အဲ့ဒီကောင်လေးနဲ့မင်းကိုလက်ထပ်ပေးမယ်။ နန္ဒာကတော့စိတ်ညစ်ပြီးပြောတယ်ဟုတ်ပါပြီအဖေရေဖရားရဲ့ဆန္ဒပါပဲနောက်နေမနက်မှာတတိကြီးကထပြီးတော့မှပြင်ထွက်စီလိုက်တဲ့အခါမှာဥယျာဉ်မှုကပန်းချံမှာပန်းတွေကိုရေလောင်းနေခဲ့တယ်ဒါကိုကြည့်ပြီးတော့မှတတိကြီးကစိတ်မကောင်းဖြစ်ခဲ့ပါတယ်ပြီးတော့ကိုကိုပြောတယ်ငါငါသမီးလေးကိုသူ့လိုလူနဲ့ဘလို့များလက်ထပ်ပေးနိုင်မှာတော့သူကသူ့ရဲ့ဂရီကိုဖျက်မလို့ပဲရှိပါသေးတယ်နန္ဒာကလာပြီးတော့မှသူ့ရဲ့ဂရီကိုသတိပေးလိုက်တယ်ဒီလိုလုံးဝမဖြစ်နိုင်ဘူး အဖေဒါပဲသမီးရဲ့အကန့်ချင်မာနေမှာပါ သမီးကိုအိမ်တော်ပြုဖို့အတွက်ခွင့်ပြုပါ သမီးကဒါကိုခဏခဏပြောနေမယ်အဖေပြောတဲ့စကားကိုနားမထောင်ဘူးဆိုလို့ရှိရင်ဒီအိမ်က သမီးရဲ့အတွက်အမြဲတမ်းပိတ်သွားလိမ့်မယ်နော်တမ်းမဲ့နန္ဒာကတော့စိတ်ထဲမှာသူ့ကိုကြောက်ကြအဖြစ်သတ်မှတ်လိုက်ပါပြီဒါကြောင့်အိမ်ကလူတွေသဘောတူညီချက်မရှိဘဲနဲ့အဲ့ဒီဥယျာဉ်မှူးနဲ့ပဲဖခင်เจ้าမှသွားပြီးတော့မင်္ဂလာဆောင်လိုက်ပါတယ်ပြီးတော့ဥယျာဉ်မှူးဖြစ်တဲ့ ကိုမြင့်မြတ်နဲ့ပဲတူတူသွားနေခဲ့ပါတယ်။ဒီနေ့မှာနန္ဒာကဈေးဝယ်ဖို့အတွက်ဈေးသွားနေခဲ့တယ်။အဲ့ဒီအချိန်မှာတန်တာကထိုနေရာကနေကားနဲ့ဖြတ်သွားခဲ့တယ်။ပြီးတော့သူကကားရက်ပြီးတော့မှနန္ဒာကိုပြောတယ်။နန္ဒာရင်အိမ်မှာအလုပ်ကိစ္စရှိလို့နေ့ယောက်ျားကိုလွတ်လိုက်ပါအောင်။ငါရဲ့ပန်းချန်တွေကအပင်တွေကချောက်နေတာ။အဲ့ဒါစိုက်ပျိုးရေးလုပ်ခိုင်းမလို့သူ့ကိုလွတ်လိုက်နော်။မမရေဘယ်လိုလဲနေကောင်းလား။ဒီကောင်းပါလေဒါပေမဲ့ငါ့ကိုကြီးစုပြုတ်ပြီးမမလို့မခေါ်နဲ့။ နင်ကအလौသမားတယောက်ရဲ့မိန်းမပဲတရယောက်ကြားသွားလို့ရှိရင်ငါဘယ်သူကလေးစားတော့မှာတော့ဟုတ်ပါပြီမမကြီးဒါပေမဲ့လေကျမရဲ့ယောက်ျားကအမအိမ်မှာအလौလုပ်ဖို့အတွက်လုံးဝမလာဘူးသူကအခုအဖေအိမ်မှာတော့မှအလौမလုပ်တော့ဘူးဩငါအိမ်မှာအလौလုပ်လို့ရှိရင်ငါကပတ်စံညီအများကြီးပေးမှာပါမမကြီးပတ်စံအတွက်မဟုတ်ပါဘူးသမီးယောက်ျားကစိတ်ခါကြသွားမှာပေါ့အိမ်နာမှာတော့တန်တာကစိတ်တို့ပြီးတော့မှသွားခဲ့ပါတယ်ရဲ့နှင်းငယ်ကြမှာ မေတော်ရဲ့ပွဲကြီးကျယ်တစ်ခုကြာရောက်လာခဲ့တယ်။ညီမနှစ်ယောက်လုံးကလည်းကိုရဲတိုင်တိုင်ဥပုပ်ဆောင်ခဲ့တယ်။တနေ့မှာတော့နန္ဒာကသူ့အမအိမ်ကိုသွားခဲ့ပါတယ်။မမကြီးတမီးကလည်းကိုရဲလုံးဥပုပ်ဆောင်နိုင်သွားပြီတိလား။အရာမနှက်ဖြန်ကိုရဲမြောင်းဆိုတော့အိမ်မှာဖျားပွဲလေးတစ်ခုထားထားတယ်။အဲ့ဒီမှာအမတို့ကိုလည်းလာစေချင်တယ်။ငါတို့လူလူတွေကအလုသမားရဲ့အိမ်ကိုမသွားဘူး။ပြီးတော့ငါနင်းကိုပြောထားတာနင်မိတ်သွားပြီလား။ငါကို မမလို့လာမခေါ်နဲ့။ ဒီလိုနဲ့နန္ဒာကစိတ်ညစ်ပြီးတော့မှအိမ်ကိုပြန်သွားခဲ့ပါတယ်။ကိုရဲမြောက်တဲ့နေ့မှာတန်ဒါကလည်းသူ့အိမ်မှာဖျားပွဲတီးတီးလေးတစ်ခုထားခဲ့တယ်။ဘုံကြီးကသူ့အိမ်ကိုလာတဲ့အခါမှာပြောတယ်။သမီး၊သမီး၊ဖျားကိုရှိခိုးမဲ့ပန်းရီကုံလုံးကညိုသွားပြီလေ။ထောဘက်နဲ့မီးထုံးလာလေမီးကငင်းငိမ့်သွားတယ်။ထောဘက်ဒီကုံလုံးရေဖြစ်သွားကုန်ပြီ။ပြီးတော့သမီးခေါ်ထားတဲ့ဧည့်သည်တွေကလည်းဘသူမှမလာကြဘူး။ဘုံကြီးရေဒီပစ္စည်းတွေအားလုံးကိုဒီနေ့ကပဲမာထားတာ။ ဒါဆိုရင်မေရော်ကသမီးကိုစိတ်ဆိုးနေရနဲ့တူတယ်။မေရော်ကအရန်ဒေါသထွက်နေတယ်။ဒါကြောင့်ဒီလိုဖြစ်တာ။သမီးတခုခုအမားလောက်ခဲ့မိရဲ့နဲ့တူတယ်။စဉ်းစားပါအောင်။ဒါပေမဲ့လည်းဖုန်းကြီးရေကျွန်မကတကယ်စိတ်ရင်းမှန်နဲ့မေရော်ကိုရှစ်ခိုးခဲ့တာပါ။ကိုပုတ်လည်းတတီချာဆောင်ခဲ့တာ။ဒါပေမဲ့လည်းမေရော်ကဒေါသထွက်နေတယ်။စိတ်ဆိုးနေတယ်။ဒီဖျားပွဲကအောင်မြင်မှာမဟုတ်ဘူးနော်။အဲ့ဒီအချိန်မှာပဲတထေးကြီးကရောက်လာခဲ့တယ်။ အဖေကြည့်ပါဦး။သမီးရဲ့ပူဇော်ပွဲထဲမှာအနောက်ရှစ်တွေဝင်နေတယ်။ပြီးတော့ဖုန်ကြီးကပြောနေတယ်မေတော်ကသမီးကိုစိတ်ဆိုးနေတယ်တဲ့။သမီးရေသမီးနဲ့အဖေကငရဲတစ်ခုကို တူတူလုပ်ခဲ့တယ်။မေတော်ရဲ့အကြီးဆုံးသောတာဝကဖြစ်တဲ့နန္ဒာကိုငါတို့ကပြစ်ပယ်ခဲ့တယ်လေ။သူ့ရဲ့ဖျားပွဲမှာငါတို့မသွားခဲ့ဘူး။ပြီးတော့မေရိုကိုတင်ထားတဲ့စွန်းတော်ကိုလည်းမစားခဲ့ဘူးလေ။နန္ဒာအင်ကနေထွက်သွားတာနဲ့ပဲ အဖေရဲ့ဖွင့်ထားတဲ့ဆိုင်လေးလည်းပိတ်ခံလိုက်ရပြီ။ငါလည်းတဖြည်းဖြည်းနဲ့ပတ်စံလေးကကျဆင်းလာပြီ။ဒါငါတို့ရဲ့ကံကျင်မာနဲ့ပဲတူတယ်။သူ့ကိုဒီလိုလှုပ်ထားတော့ကံကံရဲ့အကျိုးတွေတက်ရောက်နေတာ။ဒါကြောင့်မေရောကလည်းငါတို့ပေါ်စိတ်ဆိုးသွားတာ။အဲ့ဒီချိန်မှာတန်တာကဒါရီကြားပြီးတော့ငိုခဲ့ပါတယ်။အဲ့ဒီချိန်မှာအဖေနဲ့တူတူတန်တာကလည်းနန္ဒာရိုးရင်ကိုသွားခဲ့ပါတယ်ပြီးတော့တောင်းပန်ခဲ့တယ်။ရှင်ကလူသမားရဲ့မိမကိုတောင်းပန်နေတယ်ပေါ့ဟုတ်လား။အဲ့ဒါဆိုရင် ရှင်တို့ရဲ့တိတ်ခါကြမှာပေါ့။ ငါရဲ့ညီမရဲ့အဲ့လိုမပြောပါနဲ့တော့မတို့ကိုခွင်းလွတ်လိုက်ပါငါမားသွားလို့ပါနော်အိမ်တော်မှာညီမဖြစ်သူနန္တာကအမဖြစ်သူတန်တာကိုခွင်းလွတ်ပေးလိုက်ပါတယ်ပြီးတော့ညီမနေအောင်ပေါင်းပြီးတော့မှတန်တာရဲ့အိမ်ကိုသွားခဲ့တယ်အဲ့မှာဖျားပွဲကအောင်မြင်သွားခဲ့တယ်ပြီးတော့မေတော်ရဲ့မေတ္တာတရားကြောင့်မလို့နန္တာတို့အိမ်ကလည်းတိုင်ရင်ဖြစ်သွားခဲ့တယ်ဒီလိုနဲ့အားလုံးပျော်ရွှင်ပဲနေထိုင်သွားကြပါတော့တယ် ။နောက်နေ့မှလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့မမေ့ပါနဲ့ဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။